မနက်ကတော့လောပြသာသနာပြုမေတော်ကြီးတို့သာသနာပြုကိုကြီးကျော်တို့ဘာလောက်လိုက်တယ်နော်သူတို့လည်းသာသနာပြုတယ်အဲဒါကျတော့ဘုရားတည်းတဲပြတယ်သာသနာပြုတယ်နော်လုံနေတဲ့လောကဘုရားအဆုံးမနဲ့ဘာမှမဆိုင်ရသောမလက်ခံကျင်းသုံးနေတာပုံကိုသူ၁၀ပါးစီလာတော့လုံးလို့လားဗိရင်းစရာ၁၀ပါးစီလာလုံးလားသဘောကနော်၁၀ပါးစီလာမှာ၅ပါးစီလာတော့လုံးကျင်းပါလုံးမတောင်ချွတ်မြောက်ချွတ်ရှောက်ချွတ်နော်ဟုတ်လားမဟုတ်တော့ရှောက်ချွတ် မနက်ကတော့မနက်ကတော့လောပြသာသနာပြုမေတော်ကြီးကြီးတို့သာသနာပြုကိုကြီးကျော်တို့ဘာလောက်လိုက်တယ်နော်သူတို့လည်းသာသနာပြုတယ်ဒီသာသနာပြုဆိုတဲ့စကားလုံးကိုဘယ်လိုပြောမလဲဆိုရင်နေရာတကာယူယူပြီးသုံးနေကြတာနော်ဒါအဲ့တချို့ကလည်းဖရာတွေတဲပြတယ်သာသနာပြုတယ်နော်သုံးနေတဲ့လောက်ကဘုရားအဆုံးမနဲ့ဘာမှမဆိုင်ဥစဉ်လဲအဲ့ဒါကိုပဲပြောချင်တာနော်ဗေဒင်ဆရာကလည်းသာသနာပြုလို့ပြောတယ်နတ်ကတော်ကလည်းသာသနာပြုလို့ပြောတယ်တချို့ကလည်းဖရာတဲပြီးတော့သာသနာပြုလို့ပြောတယ် သာသနာပြုဆိုတဲ့အတုံးနှုံးကိုသုံးချိန်တိုင်းသုံးလို့ရတယ်ထင်နေကြတာသာသနာပြုဆိုတဲ့အတုံးနှုံးဟာသုံးချိန်တိုင်းသုံးလို့မရဘူးเนาะသာသနာဆိုတာပါဠိစကားမြန်မာလိုပြန်ရင်အဆုံးအမဘုသူ့ရဲ့အဆုံးအမကိုပြောတာလဲဆိုရင်မြတ်စွာဘုရားရဲ့အဆုံးအမကိုပြောတာဖြစ်ပါတယ်မြတ်စွာဘုရားရှင်ရဲ့အဆုံးအမတွေကို ကိုယ်တိုင်လေ့လာသင်ကြားပို့ချခြင်းပရိယတ္တိသာသနာကိုယ်တိုင်ကြင်ကြံအားထုတ်ခြင်းပฏิပတ္တိသာသနာ ။ဤပရိယတိသာသနာပฏิပတ္တိသာသနာဆိုတဲ့သာသနာနှစ်ရက်တရရက်ကိုလုံမှသာသနာပြုအစ်စ်ဖြစ်တယ်။ကျန်တာတွေက လုံးဝသာသနာပြုမဟုတ်ဘူးเนาะ။ဘုရောဒီနဂရောဒီဗေဒင်ဆရာတွေကလှုပ်ချင်ရလှုပ်ပြီးတော့သာသနာပြုဆိုတဲ့ခေါင်းစဉ်ကိုတက်လိုက်တဲ့အခါမှာတို့တက္ကရာကမတွေကမျက်စိလဲပြီးတော့အဲ့ဒါကိုသာသနာပြုအစ်စ်လို့ထင်သွားကြတာတကယ်သာသနာပြုအစ်စ်ဟာ ပရိယတိသာသနာနဲ့ပရိပတ်တိသာသနာသာသနာနှစ်ရက်တရရက်ကိုဆောင်ရွက်ပါတယ်တကယ်သာသနာပြုအစ်စ် ဖြစ်ခြင်းတယ်ဆိုရင်သာသနာနှစ်ရက်တရရက်ကိုဆောင်ရွက်ပါနော်အရှင်ဖရာလက်ဝိထိုးတာကဝိပြန်လဲပါသလားဖရာတဲ့ကြည့်ရတာလက်ဝိထိုးမလို့နဲ့တူတယ်နော်ဦးဇင်းတို့ဖရာအလောင်းဟာပါရမီနှုစဉ်အခါတုန်းကဗာရာဏသီပြည်မှာဝါမနအမိရှိတဲ့လက်ဝိအကျော်မော်တူဖြစ်ခဲ့ဖူးပါတယ် လက်ဝဲထိုးတဲ့အခါမှာဖရာအလောင်းဟာနိုင်တိုင်းနိုင်တိုင်းချုံသွားတဲ့လူကိုခါရုပ်ကိုရိုက်ချိုးခဲ့ပါတယ်။အဲ့ဒီအကုသို့ကံကြောင့်ယခုဖရာအဖြစ်တို့ ရောက်ရှိတဲ့အခါမှာခါတော်ကြိုက်ခဲခြင်းယုဒနာကိုအပြင်းအထန်ခံစားရပါတယ်။ဒါကြောင့်လက်ဝဲထိုးတာဟာလည်းပဲဝိပ္ပံလက်တက်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။နိဗ္ဗာန်ဆိုတာကိုရှင်းအောင် ရှင်းပြပေးပါအရှင်ဖရာတဲ့။နိဗ္ဗာန်ဆိုတာ ပေကူတိုင်းကဝါမျိုးနယ်ထဲကယွာနာမေကိုပြောတာဖြစ်ပါတယ်။အဲ့ဒီယွာရဲ့နာမည်ကနိဗ္ဗာန်တဲ့။တဂါရကမတွေရေရအောင်လို့စလိုက်တာပါ။နိဗ္ဗာန်ဆိုတာပါဠိစာပေနိဗ္ဗာန်ဆိုတဲ့ပါဠိကစဉ်သက်လာတာဖြစ်ပါတယ်။ပါဠိဘာသာမှာနိဝါနနိနဲ့ဝါနကိုပေါင်းဆက်ထားပါတယ်။နိဆိုတာမရှိခြင်းကိုဟောပါတယ်။ လွတ်မြောက်ခြင်းကိုလည်းဟောပါတယ်ထွက်ခွာခြင်းကိုလည်းဟောပါတယ်ဝါနဆိုတာကတော့တဏှာကိုဟောတာဖြစ်ပါတယ်ဏိဝါနဆိုတာတဏှာမရှိခြင်းတဏှာမှလွတ်မြောက်ခြင်းတဏှာမှထွက်ခွာခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်ဒါဟာနိဗ္ဗာန်ပဲဖြစ်ပါတယ်အရှင်ဘုရားဣဇတက္ခိပါဏုပေတံဗုဒ္ဓံတရဏံဈိသာမိအတိတ်ဘယ်ကိုဖြီးပေးတော်မူပါဘုံဘုံဘုရားတဲ့ အစ္စတတိပါဏုပေတံဗုဒ္ဓံတရဏံကိစ္ဆာမိအစ္စတတိယနေ့မှစ၍ပါဏုပေတံအတ္တထက်ဆုံးဗုဒ္ဓံမြတ်စွာဘုရားကိုတရဏံကိုးကွယ်ရာပိုးအောင်ရာမိခိုရာဟု၍ကိစ္ဆာမိစိတ်တပါဤအစ္စတတိပါဏုပေတံဓမ္မံတရဏံကိစ္ဆာမိအစ္စတတိယနေ့မှစ၍ ာနုပေတံအသက်ထက်ဆုံးဓမ္မံတရားတော်မြတ်ကိုတရဏံကိုးပွေရာပုံအောင်ရာဟွီခိုရာဟူ၍ကိစ္စာမိစိတ္တပါဤဣဇတက်ကေပာနုပေတံတံခံတရဏံကိစ္စာမိဣဇတက်ကေယနေ့မှစ၍ပာနုပေတံအသက်ထက်ဆုံးတံခံတံဃာရောအရှင်သူမြတ်အပေါင်းကိုတရဏံ ကိုးကွယ်ရာပုံအောင်ရာမိခိုးရာဟူ၍ကိစ္ဆာမိစီကပ်ပါ၏ခုလိုအလုံးဒုက္ခရောက်နေတဲ့အချိန်မှာ အလုံးစိတ်ဒုက္ခတွေရောက်နေတဲ့အချိန်မှာဒုက္ခကိုဒုက္ခတွေတွေကိုဒုက္ခမပေးကြပါနဲ့ဒုက္ခရောက်နေသူတွေကိုဒုက္ခမပေးကြပါနဲ့ဒုက္ခရောက်နေတဲ့သူတွေကိုဒုက္ခပေးရင်ကြီးတဲ့ကြီးမားတဲ့ဒုက္ခတွေ ပူခံစားရလိမ့်မယ်တောကရောက်နေတဲ့သူတွေကိုတောကထပ်ပြီးပေးကြပါနဲ့ဒီထက်ကြီးမားတဲ့တောကတွေခံစားကြရလိမ့်မယ်ပြောလိုတာကအခုတဘာဝဘေးဒဏ်တွေခံစားနေရပြီဆိုရင်အွန်လိုရဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေကတောကြောင်လက်ကမောင်းခတ်ကြတာအစင်လာတစ်ခုလိုဖြစ်နေပြီ တော့ကြောင့်လက်ခမောင်းမခတ်ကြပါနဲ့လို့အနုညွတ်တောင်းပန်ခြင်းပါတယ်ဒီငလျင်ဘေးဒဏ်တွေတဘာဝဘေးဒဏ်တွေကို အကြောင်းပြလူတွေရဲ့သောကဒုက္ခတွေကိုအကြောင်းပြပြီးတော့စားတော့ကုန်တွေကို ပုံမှန်ထက်ပို့ပြီးတော့ကုန်စည်နှုန်းတွေတက်ပြီးရောင်းချကြတာတွေ လမ်းမဆက်သွေးကြီးတွေကိုအကြောင်းပြပြီးတော့ပုံစင်းနှုံးနေစီစည်းတွေတက်ပြီးတော့ရောင်းချကြတာတွေဟာဒါမလုံသင့်ဘူးလို့ထင်ပါတယ်မလုံလဲမလုံထိုက်ပါဘူးတကယ်တမ်းဆိုလို့ရှိရင်အခုလိုဒုက္ခဒုက္ခတွေခံစားနေကြရတဲ့အချိန်မှာဒီဒုက္ခဒုက္ခတွေကိုမျှဝေးပြီးတော့ ခံစားပေးကြဖို့လိုအပ်ပါတယ်။ဒီဒုက္ခဒုက္ခတွေကိုအကြောင်းပြပြီးတော့ကုံစည်နှုံးတက်တာတွေစီစည်တက်တာတွေဟာဒါမလုံးတဲ့နဲ့ကိစ္စတွေဖြစ်ပါတယ်။တန်ငယ်ပိုင်းကြီးခဲများဌာနဆိုင်ရာပုဂ္ဂိုလ်များမိမိတို့နေရာဒေသမှာ အုပ်ချုပ်နေကြတဲ့အုပ်ချုပ်ရေးအဖွဲ့အစည်းများအလုံးကဒီကိစ္စတွေကို ကြက်ကြက်မက်မက်ကင်တွေဖြည့်ရှင်းနေပါတယ်ဒီလိုတော့ကြောင့်လက်ကမောင်းခတ်တဲ့သူတွေကိုပြင်းပြင်းထန်ထန်အေးအေးယူတင်ပါတယ်